အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကင်မရာအဟောင်းတစ်လုံးဝယ်တဲ့အခါပေါ့နော် use ကင်မရာတစ်လုံးဝယ်တဲ့အခါမှာဘာတွေကိုအဓိကစစ်ဆေးသင့်လဲဆိုတဲ့အကြောင်းအရာတွေကိုပြောပြပြီးတော့မှာပဲဖြစ်ပါတယ် ပထမဆုံးတစ်ခုကတော့ shutter ကောင်းဖြစ်ပါတယ် shutter ကောင်းကဒီကင်မရာရဲ့ဒီအစိတ်ပိုင်းမှာလဲတော်တော်အရေးပါတဲ့အစိတ်ပိုင်းနေပြီးတော့ပါပဲပါတယ်ကျွန်တော်တို့ဒီ shutter ပေါ့နော် shutter ရဲ့ဒီကြာခက်မှန်းကြီးကြာရှည်ခံတဲ့တက်တန်းပေါ့နော်အဲ့ဒီတက်တန်းကိုဒီ shutter ကောက်အနေနဲ့ဆိုပြီးတော့ကျွန်တော်တို့ဖော်ပြရပါတော့ shutter ဘယ်လောက်ရိုက်ထားပြီးပြီလဲဘယ်လောက်ထိဒီကင်မရာကတက်တန်းရှိမှလဲဆိုတာကိုအဲ့လိုပုံစံနဲ့ဖော်ပြရဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့ကင်မရာကတက်တန်းဘယ်လောက် ရရှိခံလဲဆိုတာသိနိုင်ဖို့ရှတ်တာကောက်ကိုတီးဖို့လိုအပ်ပါတယ်ဥပမာကျွန်တော်ရဲ့ကင်မရာပေါ့နော်ဥပမာကျွန်တော်ကင်မရာကဒီ850ပဲဖြစ်ဖြစ်ဒီ800ပဲဖြစ်ဖြစ်850ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ model လိုက်ပေါ့နော် Canon ဆို Canon Nikon ဆို Nikon အဲ့ကိုယ့်ရဲ့ model လိုက်သူတို့ကတက်တန်းဘယ်လောက်ထိတက်မှတ်ပေးထားလဲဆိုတော့ကိုသူတို့ရဲ့ website တွေမှာတွားပြီးတော့ကြည့်လို့ရပါတယ်ကိုယ့်ရဲ့ကင်မရာ model နဲ့တိုက်ပြီးတော့ပေါ့ online မှာရှာကြည့်ပါအဲ့ဒါဆိုရင်ဥပမာကိုယ့်ရဲ့ကင်မရာကဘယ်လောက်ခံပါလဲဥပမာ အဲကျွန်တော်တို့ဒီတသိန်းလားတသိန်းခွဲလားသုံးသိန်းလားเนาะဒါဥပမာပြောပြပါပါဒီလိုမျိုးခံပါလဲပေါ့เนาะအဲအဲ့ဒါကိုသွားပြီးတော့ကျွန်တော်တို့ website ဒီမှာသွားပြီးတော့ assist ဆီလို့ရပါတယ် shutter ကောက်နေတဲ့ကင်မရာကြီးပေါ့เนาะ use camera ဝယ်တော့မယ်ဆိုရင် shutter ကောက်နေတဲ့ကင်မရာကြီးက shutter ကောက်များတဲ့ကင်မရာကြီးထက်ပိုပြီးတော့ဈေးကြီးပါတယ်ဒါကလည်းကျွန်တော်တို့ဒီ shutter အကြီးအတွက်နဲ့ကြည့်ပြီးတော့ဒါဆုံးဖြတ်တာပေါ့เนาะဒီလိုမျိုးဆုံးဖြတ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ ဘာနဲ့တူလဲဆိုကားတွေဆိုင်ကယ်တွေကဒီမိုင်လစ်တင်နေတူရယ်ပေါ့နော်ဥပမာဘလောက်ထိခီးတွားထားပြီးလဲဘလောက်ကီလိုမီတာတွားထားပြီးလဲဒီလိုပုံစံကျွန်တော်တို့ခုကြည့်ကြည့်တဲ့ပုံစံနဲ့တူတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကင်မရာရှတ်တာကောက်ပေါ့နော်ရှတ်တာကောက်ကိုစစ်ဆေးဖို့ဆိုလို့ရှိရင်ဥပမာကိုယ့်ရဲ့ကင်မရာ Sony Canon Nikon ပေါ့နော်ဘာပဲဖြစ်ဖြစ် DSLR မှာတော့ကျွန်တော် Sony ကိုမတုံးကြဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကင်မရာကဥပမာ အများဆုံးဝယ်တာကတော့ Canon နဲ့ Nikon ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကင်မရာပေါ့နော်ကိုယ့်ရဲ့ကင်မရာဒီ model တွေပေါ့နော် model တွေကို online မှာရိုက်ရှာကြည့်ပါရိုက်ရှာကြည့်ပြီးလို့ရှိရင်အဲဒီ shutter ကောက်ကိုဘယ်လိုစစ်ဆေးလဲဆိုပြီးတော့ပြန်ပြီးတော့ရှာလို့ရတယ်ပေါ့နော် DSLR မှာဟုတ်ပြီဘယ်လိုစစ်ဆေးလဲဆိုတာနောက်ထပ် post တစ်ခုနဲ့ကျွန်တော်တင်ပေးမယ်ပေါ့နော်ဒီမှာတင်တယ်ဆိုလို့ရှိရင်အရင်ကြီး video ကရှေ့သွားမှာဆိုလို့ကျွန်တော်မတင်တော့ဘူးအဲ့တော့နောက်ထပ် topic တစ်ခုဒီ shutter ပေါ့နော် shutter ကောက်ဘယ်လိုစစ်ဆေးလဲဆိုတာကိုကျွန်တော်နောက်ထပ် topic တစ်ခု ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကင်မရာတွေမှာရှတ်တာကောင်းစစ်ဆီလို့ရပါတယ်ဗောနော်အဲ့တော့ကိုကတကယ်လို့ရှတ်တာကောင်းစစ်ချင်တယ်ဆိုလို့ရှိရင်လည်းကိုကကိုရှာကြည့်ဗောနော်ကိုရဲ့ကင်မရာရှတ်တာကောင်းဘယ်လောက်ရှိပြီလဲဆိုတာကိုရှာလို့ရပါတယ်ဘယ်တော့မှာဆိုလို့ရှိရင်လည်းရှတ်တာကောင်းဘယ်လောက်ရှိပြီလဲဆိုတာကိုဒီရောင်းချသူမေးလို့ရပါတယ်အဲ့အဲ့မှာ तू ကစစ်ဆေးပြီးတော့ तू ပြောပြပေးပါလိမ့်မယ်ရှတ်တာကောင်းဘယ်လောက်စစ်ဘယ်လောက်ရှိနေပြီဗောနော် तू ခါရဲပြပေးပါလိမ့်မယ်ဒါကရှတ်တာကောင်းစစ်တယ်နီးဗောနော်ကျွန်တော်တို့ရှတ်တာကိုစစ်ဆေးဖို့လိုအပ်တယ်ဗောနော်ရှတ်တာလုံးလုံးမသာဒီ ကောင်းမွန်တဲ့ကျွန်တော်တို့ပုံကောင်းတပုံရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ဆေးမှုတွေလုပ်တင်ပါတယ် shutter priority mode ပေါ့နော်ကင်မရာ shutter ကိုစစ်ဆေးတော့မှာဆိုရင် shutter priority mode ထဲကိုသွားပြီးလို့ရှိရင် shutter speed ကိုပြောင်းလဲပေါ့နော် shutter speed ကိုကျွန်တော်တို့ change ကြီးပေါ့ change တဲ့အခါမှာဒီကင်မရာရဲ့ exposure change သွားလားမ change သွားလားဆိုတာကိုရင်းဆုံးစစ်ဆေးပါ shutter speed ကိုတစ်စက္ကန့်နေပြီးတော့ဥပမာကိုယ့်ရဲ့ဝယ်မဲ့ကင်မရာကဘယ်လောက်ထိ အမြင့်ဆုံးပါလေဥပမာ4000ပါလား8000ပါလားပေါ့နော်ဒါမျိုးတွေကိုအရင်ဆုံးဓာတ်ပုံတွေများများရိုက်ကြည့်ပေါ့နော် shutter speed ကိုတစ်စက္ကန့်နေစပြီးတော့ရိုက်ကြည့်ပေါ့နော်တစ်စက္ကန့်နေပြီးတော့ဥပမာ4000 8000လောက်ထိပုံတွေကိုများများရိုက်ကြည့်ပါပြီးတော့အဲ့ဒီပုံတွေကိုပြန်ကြည့်ပါအဆင်ပြေလားမပြေလားဆိုတော့เนาะဒီ shutter ကိုရိုက်ပြီးတော့ပြန်ကြည့်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဒီပုံတွေအကုန်လုံးရိုက်ပြီးเนาะအဲ့တစ်စက္ကန့်နေစပြီးတော့ကျွန်တော်တို့8000 4000အဲ့ဒီဝင်းကျင်ဒီရိုက်ပြီးပြီဆိုလို့ရှိရင်ဒီဓာတ်ပုံတွေကဒီထိတ်ကနေ ထိတ်ကနေပြီးတော့ဒီအောက်ခြေထိညင်ညင်ညာညာလေးလင်းနေလားဗောနော်လင်းနေလားเนาะအဲ့ဒါကိုအဲ့လိုပုံစံရှိမရှိဆိုတော့တစ်ချက်လောက်ပြန်ပြီးတော့စစ်စီဗောနော်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ shutter ကိုခက်မြန်မြန်နဲ့ရိုက်ကြည့်ဗောနော် shutter speed ကိုခက်မြန်မြန်နဲ့ရိုက်ကြည့်ဥပမာ1000 2000เนาะအဲ့အပေါ်တွေဗောနော် shutter ကိုအဲ့လိုခက်မြန်မြန်နဲ့ရိုက်ကြည့်ဗောနော်အဲ့လိုခက်မြန်မြန်နဲ့ရိုက်ထားတဲ့ပုံတွေရဗောနော်ပုံမှန်မှောင်တာမျိုးမဟုတ်ဘဲနဲ့ကိုက shutter speed ကို ဟိုတင်လိုက်လို့ပုံမှန်မောင်းတာမျိုးမဟုတ်ပဲနဲ့ဘလို့မောင်းနေလဲဆိုတော့အပေါ်ကကွက်ပြီးတော့မောင်းနေတာဒီအောက်နားလေးကကွက်ပြီးတော့မောင်းနေရပါတော့ဒါမျိုးမောင်းနေရဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီအခုကင်မရာကပေါ့နော်ကင်မရာကဒါရှတ်တာချွတ်ရွေးနေပြီလို့သတ်မှတ်လို့ရပြီနော် where expose မဟုတ်ဘူးဥပမာမောင်းနေဆိုရင်လည်းမောင်းလိုက်လင်းနေဆိုရင်လည်းလင်းလိုက်အဲ့လိုမဟုတ်ပဲနဲ့ဒီအောက်ပိုင်းလေးတွေအပေါ်ပိုင်းလေးတွေကွက်ပြီးတော့မဲနေရမျိုးလို့မောင်းကြနေရမျိုးလို့ဆိုရင်ကျွန်တော်တို့ဒီရှတ်တာနေပြီးတော့ ချို့ရင်းနေရပါတော့ဒါကဒီ error တစ်ခုဖြစ်ပါတယ်နောက်ထပ်စစ်ဆေးရမယ့်နီလန်တစ်ခုကတော့ရှတ်တာကိုကျွန်တော်တို့ကင်မရာကိုကင်တဲ့အခါမှာရိုက်ပေါ့နော်ရိုက်ကြည့်တော့ကင်မရာနှီးနေလားနှီးမနေဘူးလားပေါ့နော်ရှတ်တာကျွန်တော်တို့ရိုက်တဲ့အခါမှာရှတ်တာကောင်းကောင်းလေးနှီးနေလားမနှီးနေလားဆိုတော့ကျွန်တော်တို့သိဖို့အတွက်ကြောင့်ရိုက်ကြည့်ပေါ့နော်တစ်ခါတလေဘယ်လိုဖြစ်တယ်လဲဆိုတော့ auto focus နဲ့ထားပြီးတော့ရိုက်တဲ့အခါမှာရှတ်တာက เนาะ focus ကိုဖြတ်နေတဲ့အတွက်ကြောင့် shutter ကျတာเนาะနည်းနည်းလေး तू อ่ะ focus တော့ဖြတ်တယ်နည်းနည်းလေးနှီးတက်တယ်အဲ့တော့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ auto focus ကနေပြီးတော့ manual focus ကိုပြောင်းလိုက်ပါเนาะ manual focus ကိုပြောင်းပြီးတော့ရိုက်ကြည့်ပါเนาะအဲ့တော့ shutter ကပုံမှန်ပေါ့เนาะသူ့ရဲ့ပုံမှန်အတိုင်းပဲအလုပ်လုပ်တယ်ဆိုလို့ရှိရင်ဒါကတော့အဆင်ပြေတယ်ပေါ့เนาะ ကင်မရာကိုစက်တိုက်ရိုက်ကြည့်ပေါ့နော် continuous mode ဒါမှမဟုတ်ရှင် brush mode မှာထားပြီးတော့ကင်မရာကိုဒီစက်တိုက်ရိုက်ပေါ့နော်အလုပ်လို့လားမလုပ်လားဒါမျိုးနဲ့လဲကျွန်တော်တို့စမ်းသပ်ပါအောင်နော်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ shutter ကိုပေါ့နော်ပုံမှန် shutter ပေါ့ဥပမာ200ရောက်300ရောက်400ရောက်ဒါမျိုးပုံစံ shutter ကိုထားပေါ့နော်ထားပြီးတော့မြင်ကွင်းတစ်ခုကိုရိုက်ကြည့်ပေါ့နော်မြင်ကွင်းတစ်ခုကိုရိုက်ကြည့်ပေါ့နော် shutter priority mode မှာပဲထားမယ်ပြီးတော့မြင်ကွင်းတစ်ခုကိုငြိမ်နေတဲ့မြင်ကွင်းတစ်ခုကိုကိုကရိုက်ကြည့်ပေါ့ရိုက်တဲ့အခါမှာဟို ပုံကပေါ့နော် well exposed ဖြစ်တယ်ပေါ့နော် well exposed ဖြစ်တယ်ညီညညာပေါ့နော် lighting အချင်းပြောင်းလဲကြောင်းမဟုတ်ပဲနော်ပုံမှန်နည်းနည်းလေး slightly different ကတော့တိတ်ပြဿနာမရှိဘူးပေါ့နော်ဟိုပုံမှန်ကိုရိုက်နေတဲ့နေရာပေါ့နော် ကိုရိုက်နေတဲ့နေရာကဟိုအလင်းတွေမညီမညာတာမှောင်နေရာဒီလင်းွားတာဒါမျိုးတွေမဖြစ်ဘူးပေါ့နော်ဒါမျိုးတွေမဖြစ်ဘူးပုံကတတမတ်တယ်ပဲအကုန်လုံးအဆင်ပြေတယ်ဆိုလို့ရှိရင်ဒါကအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ငိန်နေတဲ့မြင်ကွင်းတစ်ခုကိုပုံမှန်ရှက်တာနဲ့ပဲရိုက်ကြည့်ဟုတ်ပြီပြီးလို့ရှိရင်ဆယ်ပုံလောက်ရိုက်ကြည့်ပေါ့ ဆယ်ပုံလောက်ရိုက်ကြည့်လိုက်ဆယ်ပုံလောက်ရိုက်ကြည့်ပြီးဒီအလင်းတွေကညီညာနဲ့ဖြစ်နေရဆိုရင်ဒါကတော့အဆင်ပြေတယ်ပေါ့နော်ဒီ lens mount နေရာတွေပေါ့နော် camera body ထဲမှာကျွန်တော်တို့ဒီ lens တက်တဲ့နေရာတွေရှိရပေါ့နော် lens mount နေရာတွေရှိတယ်အဲ့ဒီဟာအကုန်လုံးကကျွန်တော်တက်တူတွေနဲ့လုပ်ထားတာပေါ့နော်ပုံမှန်ကတော့တော်တော်တော့မပြတ်စီဘူးပေါ့နော်ဒီ lens mount မှာ ူက lens နဲ့ချိန်တဲ့အခါမှာဒီပင်လေးတွေရှိတယ်ဗောနော် electronic ပင်လေးတွေရှိတယ်အဲ့ဒီ contact ပင်လေးတွေဗောအဲ့ man blue နဲ့သူကချိန်ဖို့ contact လောက်ထားပြီးတဲ့ပင်လေးတွေဗောနော်အဲ့ဒီပင်လေးတွေနဲ့နေရာဗောနော်တန့်ရှင်းနေလားဒါမှမဟုတ်လို့ရှင်တန်ကြီးတက်နေလားအဲ့ဒါမျိုးတွေလည်းနည်းနည်းလေးစစ်စစ်ကြည့်ဗောနော်ပင်တွေကအဆင်ပြေသေးလားဗောနော်ဒီပင်လေးတွေကိုနည်းနည်းလေးစစ်စစ်ကြည့်ဗောနော်အဲ့လိုမျိုးဘာမှလက္ခဏာမပြောက်ဆိုရင်တော့ဒါကတော့အဆင်ပြေဗောနော်အဲ့ဒီထဲမှာကိုကကင်မရာကိုသူများကင်မရာကိုကို ဝယ်တော့မယ်ပေါ့ဝယ်မယ်လို့ဆုံးဖြတ်ပြီးတော့စစ်မယ်ဆိုလို့ရှိရင်လည်းကိုကယူယူတူတီဂိုင်ပေါ့နော်ဖုန်နေပါလေမဝင်နိုင်အောင်လို့ကင်မရာကိုတေချလေးပေါ့နော်ဟိုနည်းနည်းလေးအောက်အောက်လေးနှိမ့်နှိမ့်ပြီးလို့ရှိရင်တေချလေးကိုတက်တက်ရရနဲ့ဒီလိုမျိုးလေးဂိုင်ပြီးပေါ့နော်ဟိုအရန်ကြီးတော့အကြံပြန်တော့မလုပ်နဲ့ပေါ့နော်ကိုကလည်းသူများပစ္စည်းကိုတံပိုးထားမှာဖြစ်ပါတယ်အဲ့တော့မန်ဘလူးကိုစစ်မယ်ဆိုလို့ရှိရင်ဒီပင်နဲ့မန်ဘလူးနဲ့နော်ဒီပင်ဒီအောက်လေးမှာရှိတဲ့ပင်နဲ့မန်ဘလူးနဲ့စစ်မယ်ဆိုလို့ရှိရင် မှန်ဘလူးကိုကင်မရာကိုကင်ပြီးတော့မှန်ဘလူးကိုတခြားလေးတက်ကြည့်ပါနော်အဲ့လိုမျိုးတက်လဲဆိုလို့ရှိရင် click ဆိုတဲ့အတန်လေးမီတာကိုကြားရမှာဖြစ်ပါတယ်အဲ့အခါမှာဒါကဒီကျွန်တော်တို့ attach ဖြစ်တယ်ပေါ့နော်တေချာကောင်းအောင်မို့ attach ဖြစ်တယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ attach လုပ်ပြီးတွိုင်းလဲဒီ lens လေးကိုနည်းနည်းလေးလှုပ်ကြည့်ပေါ့နော် ပုံမှန် slightly အဲ့လိုနည်းနည်းလေးဆိုရင်တိတ်ပြဿနာမရှိပေမဲ့ဟိုဥပမာကင်မရာကြီးကအဲ့လိုစောင်းွားတာတို့ပြီးလို့ရှိရင်ကျွန်နေရမျိုးလို့ဆိုရင်တော့ဒါကတော့အဆင်မပြေဘူးเนาะပင်နေတဲ့တခြားလေးတွဲပြီးတော့အလုံးမလုံးဘူးဆိုတဲ့သဘောပဲပေါ့เนาะအဲ့ဒါကိုလည်းတခြားလေးစစ်ပေါ့เนาะသူများကင်မရာကြီးကိုယူပြီးတော့လည်းတအားကြီးတွေမလုံကြည့်ပါเนาะပုံမှန်လက်လေးနဲ့ဖြည်းဖြည်းလေးပဲလှုပ်ကြည့်ပါเนาะအရန်ကြီးဟိုသူကလည်းတတ်ထားတာဖြစ်တဲ့အတွက်အရန်ကြီးတော့ကြက်နေမှာတော့မဟုတ်ဘူးပေါ့နော်။နည်းလေးလှုပ်တော့လှုပ်နေမယ်။ဒါပေမဲ့ တအားကြီးလုံနေတာတို့အတွင်းထဲယူကြုံပြီးတော့စောင်းနေတာမျိုးတော့ဒါမျိုးတော့မဖြစ်မဖြစ်အောင်တော့ယူဆိုင်ပေါ့နော် ပြီးရင်သူများကင်မရာကိုခုနကကျွန်တော်ပြောသလိုပဲသူများကင်မရာသွားဆန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ငင်းငင်းသာသာလေးပဲလုတ်ပေါ့နော်ပုံမှန်နည်းနည်းလေးတော့လုတ်ကြည့်ပေါ့နော်ဟိုတအားကြီးလည်းမလုံနဲ့ပေါ့နော်တအားကြီးလုံရင်တော့ပြုတ်သွားမှာပေါ့ဒါလည်းကျွန်တော်တို့အရေးကြီးပါတယ်အဲ့တော့သေးသေးတရှာလေးကင်မရာကိုဝယ်တော့မယ်ဆိုရင်ဒါဒါမျိုးလေးတွေเนาะကျွန်တော်တို့အခုနအပေါ်မှာပြောတဲ့အတိုင်းပဲကျွန်တော်ရှက်တာတွေပါလေဟုတ်စမ်းပြီးလို့ရှိရင်ဒီ lens mount တွေပါလေဟုတ်တေချာလေးစမ်းကြည့်ပါတော့ လန်စ်တွေပါဒီဆန်းတော့မယ်ဆိုလို့ရှိရင်လန်စ်ကိုတက်ပြီးပြီးဆန်းမယ်ဆိုဘာဆန်းမလဲဆိုကျွန်တော်တို့ဒီအပါရှာပေါ့နော် အပါရှာတွေကိုချိန်ကြည့်ပေါ့နော်အပါရှာတွေကိုချိန်ကြည့်ပြီးလို့ရှိရင်ကင်မရာဒီတက်ချ်လောက်လားမလောက်လားတေချာအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ focus တွေပါဒီ auto focus တွေပါဒီထားထားပြီးလို့ရှိရင်တေချာလေးဖြတ်ကြည့်ပေါ့နော်ပြီး manual focus တွေပါနဲ့လေတေချာလေးဖြတ်ကြည့်ပေါ့နော်ဒီ lens နဲ့ဒီ mount နဲ့က attach ဖြစ်မဖြစ်ဒါဆန်းတက်တဲ့နည်းပဲပေါ့နော်ဒီလိုမျိုးလေးဆန်းကြည့်ပေါ့နော် lens နဲ့ဒီ mount lens mount နဲ့ဒီ မန်ဘလူးနဲ့ attach ကိုဒီလိုပုံစံမျိုးဆန်းသက်ပြီးတော့ကျွန်တော်တို့ကြည့်နိုင်ပါတယ်ဘက်ထရီပေါ့နော်ဘက်ထရီကိုလည်းပါဝါဖွင့်တာပိတ်တာတွေကိုကျွန်တော်တို့တေချာဆန်းပေါ့နော်တကယ်လို့ကျွန်တော်တို့ဘက်ထရီကိုဆန်းမယ်ဆိုလို့ရှိရင်ဥပမာဘက်ထရီကိုဖြုတ်လိုက်ပေါ့နော်ဖြုတ်ပြီးလို့ရှိရင်အဲ့ဘက်ထရီကိုကြည့်ပေါ့နော်အဲ့ဘက်ထရီကဖောင်းနေလားမဖောင်းနေလားသိရအောင်လို့ရေပြင်းညီပေါ့နော်ရေပြင်းညီတဲ့ပေါ်မှာတင်းလိုက်ပါတင်းပြီးတော့လက်လေးနဲ့ ဒီလိုမျိုးလေးစမ်းကြည့်ပါတော့ဟိုဘက်ဒီဘက်ဟိုဘက်ဒီဘက်ဓာမျိုးပုံစံလေးနဲ့စမ်းကြည့်ပါတော့ဘက်တရီဖောင်းနေဆိုလို့ရှိရင်တော့ तू ကလွတ်နေပါဘောနော်အဲ့လိုမျိုးလွတ်နေမှာပုံမှန်နည်းနည်းလေးဖောင်းနေဆိုတော့လွတ်တယ်ဗောနော်အဲ့တော့တော်တော်ကြီးဖောင်းနေဆိုရင်တော့ဒါတော်တော်တိတာသွားပြီဗောနော်အဲ့တော့ဘက်တရီတွေပါယူလဲတစ်ချက်စစ်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဘက်တရီဖြုတ်ပြီးသွားရင်အထက်ထဲမှာ तू ကစပရင်ရှိဗောနော်စပရင်လေးနဲ့ तू အပေါ်တက်လာတဲ့ပုံစံမျိုးကျွန်တော်တို့ဘက်တရီကိုဖြုတ်လိုက်တယ်ဆိုတော့စပရင်နဲ့အပေါ်တက်လာတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ ျွန်တော်ဒီအထဲထဲက spring တွေပါတွေကိုလည်းအလုတ်လုတ်မလုတ်တိချာကြည့်ပါတော့ဘက်ထရီဖောင်းနေဆိုရင်သူအပေါ်ပြန်မတက်လာဘူးเนาะတော်တော်လေးနှိုက်ယူတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ထရီတွေပါတွေကိုလည်းဖြုတ်ပြီးပြီးဖြုတ်ပြီးပြီးဆိုလို့ရှိရင်အဲဟုတ်ပြီအဆင်ပြေပြီပေါ့เนาะအထဲထဲကပင်နေပြီးလို့ရှိရင်စားပေါက်နေလားမပေါက်နေလားပဲပေါ့เนาะကျွန်တော်တို့အတွင်းထဲကအတွင်းထဲမှာရှိတဲ့ဟာတွေကိုကျွန်တော်တို့ကတိချာစစ်ပေါ့เนาะအဲ့ဒါတွေက electronic ဒီ shock တွေပါတွေဖြစ်တတ်တယ်ပေါ့เนาะအဲ့ဒါကိုတိချာစစ်ပင်နေပါတွေကိုလည်းတိချာလေးစစ်ပေါ့เนาะတကယ်လို့အဆင်ပြေသွားပြီဆိုရှင်တော့ကျွန်တော်တို့ဘက်ထရီကို ြန်ထည့်ကြည့်ပြီးရင်ကင်မရာကိုအဖွင့်ပိတ်ဖွင့်ပိတ်ဒါမျိုးလုပ်ကြည့်ပါပါဝါတက်မတက်ပါတော့တခြားလေးစမ်းကြည့်ပါတော့အထဲထဲကဒီစားပေါက်နေရာတို့အဲကျွန်တော်တို့ဒီပင်နေပါတယ်ပေါ့နော်ကွေးနေရာပြုတ်နေရာတို့မဖြစ်အောင်ပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီဘက်ထရီအပေါက်တွေပေါ့နော်ဒီဓာတ်မီလေးနဲ့ဖုန်းမီလေးနဲ့ပဲဖြစ်ဖြစ်ကြည့်ကြည့်ပေါ့နော်ဒီအတွင်းထဲမှာဘာမှညစ်ပတ်နေရာမရှိဘူးဒါမျိုးဘာမှဟိုလိုမျိုး error ကြီးကြီးမားမားမရှိဘူးဆိုရင်ဒါကတော့အဆင်ပြေပဲပေါ့နော်ပြီးရင်ဘက်ထရီကိုပြန်ထည့်ထည့်ပြီးလို့ရှိရင်ဒီကင်မရာကိုစမ်းကြည့်လို့ရပြီပေါ့နော် memory cache slot တွေပေါ့နော် memory cache slot တွေမှာတချို့ဟာတွေကကတ်တွေကကျွန်တော်တို့ဒီ CF ကတ်တွေပေါ့နော် CF ကတ်တွေပါတယ်ရှိတယ်အဲ့ဒီခါမှာကျွန်တော်တို့ဒီ pin ပေါက်တွေကို ခုနလိုပဲထက်မီလေးနဲ့ပေါ့နော်ထက်မီလေးနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဖုန်းမီလေးနဲ့ပဲဖြစ်ဖြစ်အဲ့ပင်ပေါက်တွေကိုတခြားကြည့်ပေါ့နော်ပင်ပေါက်တွေကကွေးနေလားကျွန်တော်တို့ဒီ CF ကတ်ကကြတော့ဒီလိုပင်နေများတယ်ပေါ့နော်ပင်နေများတယ်ဆိုတော့ပင်နေကွေးနေလားမကွေးနေလားဆိုတာကို LED မီလေးနဲ့ကျွန်တော်တို့တခြားလေးစစ်ပေါ့နော်ဒီပင်နေကွေးနေကြတော့ဒါအဆင်မပြေဘူးပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒီ HDMI port တွေ USB port တွေဒီအတန်သွင်းတယ်ပေါ့နော်ဒီ audio port တွေကဒီ electronic ပုံစံအမျိုးမျိုးပေါ့နော်အမျိုးမျိုးရှိတယ်ပေါ့နော်အဲ့ဒါအဲ့ဒါတွေကြတော့ကျွန်တော်တို့က ပုံမှန်ကျတော့စစ်လို့ကမလွယ်တော့ဘူးနော်စစ်လို့မလွယ်တော့တဲ့အခါမှာအဲ့ဒီဟာလေးကိုပဲတေချာကြည့်ကြည့်ပေါ့နော်တန်ကြီးတက်နေရတော့အတွင်းထဲမှာဥပမာ audio port တွေ by port တွေပေါ့နော်ဥပမာ USB port တွေ HDMI port တွေအဲ့ port တွေထဲမှာ PC တွေဥပမာနော်အကျိုးအကျဉ်းတွေနော်အကျိုးတွေဒါမျိုးတွေရှိမရှိပေါ့နော်ဒီတေချာလေးစစ်ကြည့်ပေါ့နော်ဒါကတော့တက်ပြီးတော့ဆန်းလို့မလွယ်ဘူးလေကိုယ့်စီမှာလည်း HDMI port တွေ audio port တွေကတော့ဝယ်တဲ့အချိန်ကျရင်ပါလာမှာတော့မဟုတ်ပေါ့နော်ဒါတော့ဟိုမျက်စိနဲ့ပဲတေချာလေးစစ်ကြည့်ပေါ့နော်